မင်္ဂလာပါခင်ဗျရေကုန်ကစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်ကိုအပိတအနိုင်ယူဖို့အတွက် UNG တိုင်းစစ်ဌာန10ခုကတပ်မှုကြီးတွေအစည်းအဝေးခေါ်ယူပြီးရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်လိုက်ပြီးလို့မြို့သားညီအစိုးရ UNG ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဘကူတိုင်းဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့ကြည်စုကျေးရွာမှာ ဒီတွေစီကနေလာစဉ်စစ်မှုဒဏ်ကြေးတွေအတင်းအကျပ်နိုင်လန်ကောက်ခံနေတယ်အချမ်းဖတ်စစ်တလောက်ခံပူစောတီဘူဂျီဆိုသူပြေခတ်ခံရပြီးဤပွဲချင်းမီကိုတိတ်သွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်တကိုအပိတအနိုင်ယူဖို့အတွက် MG တိုက်စစ်ဌာန10ခုကတပ်မှူးကြီးတွေအစည်းအဝေးခေါ်ယူပြီးရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်လိုက်ပြီလို့မြန်မာနိုင်ငံရဲ့အစိုးရ MG ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ် ဒါကတော့ဩဂုတ်လ23ရက်နေ့ကနေဩဂုတ်လ25ရက်နေ့အထိအမျိုးသားညီညွတ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်မှုကြီးတွေအစည်းအဝေးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးအဲ့ဒီအစည်းအဝေးကနေအချက်ဖတ်စစ်တပ်ကိုအပိတ်အနိုင်ယူဖို့အတွက်ရှေ့လုံငန်းစဉ်တွေကိုချမှတ်လိုက်တယ်ဆိုပါတယ်အဲ့ဒီအစည်းအဝေးကိုစစ်ဦးစီးချုပ်အမှုပြုပြီးဒုစစ်ဦးစီးချုပ်နဲ့စစ်ရုံးချုပ်တာဝန်ရှိသူတွေအမှတ်၁စစ်တီတာစစ်တီတာမှုပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်မှုကြီးတွေဖြစ်ကြတယ်တိုင်းစစ်ဌာန၁၀ခုက တိုင်းကုကဲရေးမှုနဲ့ဒုတိယကုကဲရေးမှုတွေအပါဝင်ကာကွယ်ရေးဝန်ကြီးဌာနအကြီးတန်းအရာရှိတွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်အဓိကကတော့အကြံဖက်စစ်တကူအပိတအနိုင်ယူဖို့အတွက်ရှေ့လုံငန်းစဉ်တွေကိုအဲ့ဒီအစည်းအဝေးမှာအားလုံးအတူတူကဆွေးနွေးညှိနှိုင်းခဲ့တာဖြစ်ပြီးအဲ့ဒီကမှတစဉ်ရှေ့လုံငန်းစဉ်တွေကိုတပါးနဲ့ချမှတ်လိုက်တာဖြစ်တယ်လို့လက်ရှိမှာလည်းပြည်သူကာကွယ်ရေးတမန်တော်စစ်ရုံးချုပ်ရဲ့ကုကဲမှုအောက်မှာတိုင်းစစ်ဌာန၁၀ခုကိုဖွဲ့စည်းဆောင်ရွက်ထားပြီး တရင်တပ်ဖွဲ့တွေကိုကုတ်ကဲတိုက်ပွဲဝင်နေပါတယ်လို့ UNG ကာကွယ်ဝင်ကြီးဌာနကအသိပေးထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ AR တိုင်းမှာပေါ်တာဆွဲဖန်းစီခံရတဲ့အသက်မပြည့်သေးသူစစ်မှုထမ်းခလေးစစ်သားမောင်စင်ကိုကိုဆိုတဲ့သူဟာတရချောင်းမြို့နယ်မှာတော်လန်ရေးတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့သူကိုစစ်တပ်ကကြောင်းပိတ်ရမှာပေါ်တာဆွဲဖန်းစီခဲ့တဲ့အကြောင်းကိုလည်းဝန်ခံထွက်ဆိုထားတယ်လို့ဒဝဲခဲအမှတ်နှစ် PDF စစ်ကြောင်းရဲ့တာဝန်ခံကရှင်ကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့ ။အောက်ကလ25ရက်နေ့ကပဲတဲ6မြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့ခမရ404တက်ရင်မှာအပုတ်ခံထားရတယ်။အသက်မပြည့်သေးသူစစ်မှုထမ်းခလေးစစ်သားမောင်စင်ကိုကိုဆိုတဲ့သူဟာဒေါ်လိုင်းတတွစီကိုသူကင်ဆောင်တဲ့လက်နဲ့နဲ့အတူထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီစစ်မှုထမ်းခလေးစစ်သားမောင်စင်ကိုကိုဟာအသက်16နှစ်သာရှိသေးပြီးသူကိုကြောင်ပရဲ့စဘာထမ်းသွားတဲ့အချိန်စစ်တပ်က ARD တိုင်းမှာပဲပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့အကြောင်းနဲ့အဲဒီကမှာ ောင်တွင်းကြီးမြို့နယ်အမှတ်ခွန်းစစ်တင်တန်းကျောင်းကိုအပုတ်ခံရပြီးအဲဒီကနေမှတရချောင်းမြို့နယ်မှာရှိတဲ့ခမရ404စစ်တပ်ရင်းစီအပုတ်ခံရတဲ့အကြောင်းတွေကိုသူကိုယ်တိုင်အခုလိုထွက်ဆိုထားပါတယ်။ကျောင်းတက်နေရပါ။ကျောင်းတက်နေရကျောင်းကတော့6တန်းပါ။ဒါနဲ့ကျောင်းပိတဲ့ရက်မှာကျွန်တော်စပါးထွက်ထွက်နေပါတယ်။စပါးထွက်နေရစေရင်းကိုကျောင်းပိတဲ့စပါးထွက်ထွက်နေပါတယ်။ဆရာဆင်မပြေတဲ့ကျောင်းကိုကျောင်းကျောင်းရောက်ရပါဆက်စပါးထွက်ထွက်နေပါတယ်။စပါးထွက်ထွက်နေမှာတော့စပါးထဏညာ9နာရီထိုးသွားပါတယ်။9နာရီထိုးတော့ကျွန်တော်ပေါ်လာဆွဲခံရရပါတယ်။ ဘောဆက်ကမှာကျွန်တော်လာဆိုတာနှစ်ယောက်ပါ။နှစ်ယောက်ပါတယောက်ကအတန်နဲ့ချီပိုင်းတယောက်ကအတန်ငယ်ငယ်ပိုင်းပေါ့လူငယ်ပိုင်းပေါ့လူငယ်ပိုင်းတယောက်ပါပဲ။ကားနဲ့ခေါ်ပြီးကြားတယ်ကျွန်တော်လက်ထိတ်နဲ့ခေါ်သွားခဲ့တာ။လက်ထိတ်နဲ့ခေါ်သွားခဲ့တာကျွန်တော်အဲ့မှာ20တရက်ကြာခဲ့ပါတယ်။20တရက်ကြာခဲ့ဆိုတာအကြိုက်တို့ကြောင့်ပေါ့သူကမဝင်ဘူးလို့ပြီးတော့ဇနင်းတာပါ။သူကအကြောင်းမှမဲ့သူကမသိဘူး။သူကမပြောလည်းမပြောဘူးမပြောရင်းဖြေရတယ်။ဘာမှမလဲသူကမသိပါဘူး။အဲ့ကြောင့်ကျွန်တော်မဝင်လို့ဇနင်းခဲ့ပါတယ်။နင်းတော့ကျွန်တော်ကိုရိုက်ခဲ့ပါတယ်။ ဒါကြီးလက်ထိတ်ခတ်ပြီးတော့ရိုင်းနှက်ခဲ့ပါတယ်ရိုင်းနှက်ခဲ့တော့သူတို့နောက်တဲ့တရက်ကြတော့သူထမေးခဲ့ပါတယ်ထမေးတော့မင်းဝင်လာမဟုတ်ဘူးလားထမေးပါတယ်သူတို့ကကျွန်တော်ကမဟုတ်ဘူးဆိုရင်သူတို့ကတပည့်ကိုထနေဆက်မှာဖြစ်ပါတယ်ဆရာပဲကြောင့်မို့ကျွန်တော်ဝင်ခြင်းမဲ့နဲ့အိုက်တားသေးဘူးဝင်ခဲ့ရပါတယ်ဝင်ရတဲ့အကြောင်းအရာကျွန်တော်ထွက်ပြေးမဲ့ဆိုရင်သူတို့ကအိမ်ကိုဒုက္ခသာပေးမှာပါအိမ်ဒုက္ခသာပေးတာဆိုတော့သူကစစ်ပြေးဆိုရင်အိုက်သူကျန်နေတဲ့မိဘတွေကိုသူတို့ကဒုက္ခပေးရရှိပါတယ်ဒုက္ခပေးရတော့ အဲ့အင်္ဂါတစ်ခွက်ရမှလို့မပြေးခဲ့ပါဘူးမပြေးခဲ့ပဲနဲ့သူတို့ထားခဲ့ရနေဆရာသွားရဲ့ဘာမှနေခဲ့ပါတယ်စူအောင်ရရရောဖုံးဆက်ခဲ့ပါတယ်အင်းကိုမင်းကျွန်တော်ဆွေလဲရောက်နေပြီမင်းကျောင်းသားဆိုတာမပြောဘူးလားလို့မင်းကပြောပါတယ်ဒါပေမဲ့ပြောစိတ်မရပါဘူးသူတို့ကထုနဲ့ရရနေတဲ့ကြောင့်မို့သူကပြောစိတ်များခဲ့ပါဘူးမင်းလည်းငိုပြီးတော့အဲ့ငါကသေုံတင်လိုက်ရတယ်တော်တန်ကြပါလက်ရှိမှာတော့အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းကလေးစစ်သားမောင်စင်ကိုကိုဆိုသူကို ဒေါ်လာရင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ကန်ကြိုးစားစောင့်ရှောက်ပေးထားပြီးလက်နက်ပါယူလာနိုင်တဲ့အတွက်စုငွေချင်းမြင့်ဖို့တွေလည်းဆက်လက်ဆောင်ရွက်နေပါတယ်လို့ဒဝဲခဲအမှတ်နှစ် PDF စစ်ကြောင်းရဲ့တာဝန်ခံကပြောထားပါတယ်အကြံဖတ်စစ်ကောင်စီတပ်ဟာမောင်စင်ကိုကိုဆိုတဲ့သူကိုပေါ်တာဆွဲဖမ်းဆီးသွားတဲ့အချိန်မှာလေအသက်မပြည့်သေးတဲ့ခလင်းငယ်ဖြစ်မှန်းတိတိကြီးနဲ့တသားသေးအဖြစ်စူဆောင်းပြီးစစ်တနန်းကြောင်းကိုပို့ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတပတ်မှာတော့ဘကိုးတိုင်းဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့ကြည်စုချင်းရွာမှာ ီသူတွေစီကနေလာစဉ်စစ်မှုတန်းဂျေးတွေအတင်းအကျပ်လိုက်လံကောက်ခတ်နေတဲ့အချက်ဖက်စစ်တပ်လက်အောက်ခံပူစောတီဘိုဂျီဆိုသူပြည့်ခတ်ခံရပြီးဤပွဲချင်းမီကိုတိတ်သွားပြီလို့ဟီရိုးပျောက်ကြားတက်ဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တေကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်ဂလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂျိုးပင်ကောင်မြို့နယ်မှာရှိတဲ့ကြည်စုဂျေးရွာမှာပြည်သူ့ရှိကနေလာစဉ်စစ်မှုတန်းကြီးဆိုပြီးအိမ်တိုင်းကိုငွေကျပ်6000စီအတင်းကျပ်လိုက်လံကောက်ခံနေတဲ့အချက်ဖက်စစ်တပ်လက်အောက်ခံပူစောတီဘိုဂျီဆိုသူကို ဒါရဝရီခိုင် PDF အမှတ်1တရင်383ညတက်ခွဲ9ရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပြစ်ခတ်ရှင်းလိုက်ရမှာပြူစောတီဘူကြီးဆိုသူဟာနေရာမှာတင်ပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနောက်သူစီကနေလက်ပြပုံးတစ်လုံးကိုပါတော်လိုင်းရဲဘော်တွေကတင်စီရရှိခဲ့ပြီအဲ့ဒီပြူစောတီဘူကြီးဆိုသူဟာတော်လိုင်းတတွေရဲ့တည်င်းတွေကိုပါလိုက်လံစုံစမ်းပြီးတော့စစ်တပ်ကိုတည်င်းပေးလုံနေသူဖြစ်တဲ့အပြင်အကြံဖတ်စစ်ကောင်စီအတွက် ဂျီယော်နီပြည်သူတွေစီကနေလာစဉ်စစ်မှုတန်းကြီးဆိုပြီးအတင်းအကျပ်လိုက်လံကောက်ခံနေုံနဲ့မကစစ်တပ်အားကိုနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်ပြီးအခုတော့သေပြီလို့ဟီးရိုးပြောက်ချတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိအကြံဖက်စစ်တပ်ခိုင်းတဲ့အတိုင်းပြည်သူတွေကိုအနိုင်ကျင့်ဖိနှိပ်ပြီးစစ်မှုထမ်းတပ်သားအစ်စ်တွေပါလိုက်လံစုဆောင်နေတဲ့စစ်တပ်လက်အောက်ခံအုတ်ချုပ်ရေးမှုတွေနဲ့ပြူစောတိတွေအနေနဲ့ကိုယ့်ရဲ့လောက်ရက်တွေကိုရက်တန်းကမရက်ရင်တော့ စည်ရေးပြမဲ့အဖြစ်အနှင်းနဲ့အမြန်ရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့လေဟီးရိုးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့မန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာဂျက်ဖက်စကောင်စီတပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်ကိုဒေါ်လာရေးတပ်တွေက drone နဲ့၃ချိန်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့မြင်းကျန်မြို့နယ်စိတ်ညံရေတင်ရုံရှိမှာရှိတဲ့အချက်ဖက်စကောင်စီတပ်ရဲ့ ရေချောင်းစစ်စည်ရေးကိတ်ကိုဒေါ်လာရင်းတက်တွေကဩဂုတ်လ23ရက်နေ့28ရက်နေ့နဲ့28ရက်နေ့တွေမှာ၃ချိန်တိုင်တိုင် drone နဲ့ပုံကျဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီတပ်သား2ဦးထိထားတယ်လို့ကနဦးတီထားရသလို drone scout နဲ့တွေ့နေရတာကတော့စစ်ကောင်စီတပ်သားတွေဟာ drone ပုံးတွေကြားမှာတောင်ပြေးမြောက်ပြေးဖြစ်နေကြတာကိုလည်းအတိုင်းသားမြင်တွေ့နေရတယ်လို့ရေစကြိုတပ်ပေါင်းစု အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်တလုံးမြင့်ညံမြို့နယ်အတွင်းမှာ ဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုအကြံဖက်စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလုပ်နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေတယ်လို့လည်းဒေတာတွင်သတင်းအရေးမြေကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကသမိုင်းဝင်ဂုတ်ထိပ်တံတားကိုအကြံဖက်စစ်ကောင်စီတပ်ကဘုံခွဲဖျက်ဆီးမှုအပေါ် မြို့သားညီညွတ်အစိုးရကရှုံချလိုက်ပါတယ်ဒါကတော့အဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းကသမိုင်းဝင်ဂုတ်ထိပ်တံတားကို TNL ကသိမ်းပိုက်ပြီးတဲ့နောက် အချက်ပဲစကောင်းစီတက်ကလေချောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့လဲမြန်မာညီညွတ်အစိုးရ NG ရဲ့မွေနစ်ဆိုင်ရာဂျာကာလာစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ကနေတင်ထုတ်ပြန်ထားပါတယ်အဲ့ဒီလိုစစ်တပ်ကတိုက်ခိုက်မှုတွေလုပ်နေရင်းနဲ့ဩဂုတ်လ24ရက်နေ့မနက်ပိုင်းမှာတော့အချက်ပဲစကောင်းစီတက်က DNL စခန်းရှိရနေရာတွေကိုလေချောင်းကနေဘုံလာကျဲတဲ့အချိန်သူတို့စစ်တပ်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာ ။တမိုင်းဝင်ဂုတ်တိတ်တရားပေါ်ကိုကြောက်ရောက်ပောက်ကွဲသွားပြီးတရားပါပျက်စီးသွားတဲ့အကြောင်းကိုလည်းတရားနယ်ဘက်ကတရားဝင်ပြောဆိုထားပါတယ်။ဒါပြင်တရားနယ်ရဲ့တာဝန်ရှိသူတွေကလည်းအဲ့ဒီတမိုင်းဝင်ဂုတ်တိတ်တရားကိုတရားနယ်ကသိမ်းဆီးပြီးတဲ့နောက်ပိုင်းမှာလည်းအမွေနှင့်တွေကိုဆက်လက်ထိန်းသိမ်းမှုရည်ရွယ်ထားတဲ့အပြင်တချို့လိုအပ်တဲ့နေရာလေးတွေမှာတော့ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီးမြေစစ်ကောင်စီတပ်ကတော့သူတို့ရဲ့နိုင်ငံရေးစစ်ရေးရည်ရွယ်ချက်တွေနဲ့အဲ့ဒီတမိုင်းဝင်ဂုတ်တိတ်တရားကို တို့စစ်တပ်ကပဲလေကြောင်းပုံကျဲမှုနဲ့ပြန်လဲဖျက်ဆီးသွားတာဖြစ်တယ်လို့ပြောထားပါတယ်။အဲ့ဒီလိုတမိုင်းဝင်ဂုတ်တိတရားကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဘုံခွဲဖျက်ဆီးမှုအပေါ်မြို့သားညီညွတ်အစိုးရ NG ကရှုံချတဲ့အကြောင်းကိုလည်း MG ရဲ့အမွေနဲ့ဆိုင်ရာဂျာကာလာစီမံအုပ်ချုပ်မှုဘဟုအဖွဲ့ကနေတည်င်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျ။အခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံဆာလာပူလီမြို့ကကြက်သားဆော့အလုပ်ရုံမှာ မြန်မာအလုပ်သမားကိုအောင်စောလင်းဆိုသူဟာလုပ်ငန်းဝင်မတော်မဆမှုနဲ့တေဆုံးခဲ့ပြီးအလုပ်ရှင်ကကျန်းသူမိသားစုကိုအတိမပေးဘဲတကြိုးဖို့စ조사နေတဲ့အတွက်တားမြစ်ထားရတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့ကိုမုံတိုင်းကရင်ုံခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂလ25ရက်နေ့ကပဲထိုင်းနိုင်ငံဆလာပူလီမြို့ကစက်သားဆော့အလုပ်ရုံမှာစက်သားအိုးကြိုတဲ့ရေနွေးအိုးပွင့်ပေါက်သွားရကနေမြန်မာအလုပ်သမားကိုအောင်စောလင်းဆိုသူဟာ ရင်နွေးဘူးတွေလောင်ပြီးအရေးပေါ်စေးုံကိုပို့ခဲ့ရတယ်ဆိုပါတယ်အဲ့ဒီနောက်မြန်မာလူထုမကိုအောင်စော်လင်းဟာစေးုံမှာစေးကုနေရင်းနဲ့ဒဏ်ရာကပြင်းထန်တဲ့အတွက်ဩဂုတ်လ28ရက်နေ့မှာတည်ဆုံသွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်စေးုံအလို့ရှင်ကမြန်မာလူထုမကိုအောင်စော်လင်းလုပ်ငန်းခွင်မတော်စဖြစ်ပြီးတည်ဆုံသွားတဲ့အကြောင်းကိုကျန်းသူမိသားစုစီအကြောင်းမကြားပဲတကြိုဖို့လုပ်နေတဲ့အတွက်မိသားစုတွေက WAG အဖွဲ့ကိုအကူအညီတောင်းလာတာကြောင့် ဆက်ရုံအလုပ်ရှင်စီသွားပြီးအချိန်မီတားမြစ်ပြီးတော့နင်နာကြီးရအောင်စူးစမ်းပေးနေပါတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ရဲ့ကိုမုံတိုင်းကပြောထားပါတယ်။ထိုင်းနိုင်ငံမှာကအဲ့ဒီလိုလုပ်ငန်းခွင်အတွင်တည်ဆုံသွားတဲ့အလုပ်သမားတွေရဲ့ရုပ်အလောင်းကိုကျန်းသူမိသားစုမသိပဲဆက်ယုံပိုင်ရှင်တွေဘက်ကထုတ်ယူကြလို့မရသလိုလက်ရှိသေးဆုံးသူမြန်မာအလုပ်သမားကိုအောင်စော်လင်းဟာ MOU စနစ်နဲ့လာတဲ့အလုပ်သမားဖြစ်တဲ့အတွက်နင်နာကြီးရဖို့စစ်ကောင်စီတန်ယုံကထောက်ခံစာပါရမဲ့လုပ်ငန်းစဉ်တွေလည်းရှိတာကြောင့် အဲ့ဒီအပိုင်းတွေကိုပါကျန်းသူမိသားစုနဲ့အတူလိုက်ပါကူညီလှုပ်ဆောင်ပေးနေပါတယ်လို့ WAG အလုံသမားမဟာမိတ်အဖွဲ့ရဲ့ကိုမုံတိုင်းကပြောထားပါတယ်ခင်ဗျာဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံနဲ့လာအိုနိုင်ငံကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေရဲ့အပြာဓာတ်ပုံတွေကိုအဲ့ဒီနိုင်ငံတွေတွားရောက်ရယူပြီးပြန်လဲရိုက်ကူးထုတ်လုပ်နေတဲ့ဂျပန်နိုင်ငံသားတွားဆီယဝွန်နဲ့တက်ကြီးရွယ်ဦးနှစ်ဦးကိုဂျပန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့ဂျပန်နိုင်ငံသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့ အခုတစ်ပတ်အတွင်းမှာပဲဂျပန်နိုင်ငံသားတက်ကြီးရွယ်အိုနှစ်ဦးကိုအတမပြည့်ဒေးတဲ့ကလေးငယ်တွေရဲ့အပြာဓာတ်ပုံတွေရိုက်ကူးထုတ်လုပ်မှုနဲ့ဂျပန်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်ဆိုပါတယ်အဲ့ဒီလိုဖန်စီခံရတဲ့ဂျပန်နိုင်ငံသား2ဦးဟာအိုဆာကာမြို့ကအသက်60အရွယ်သွားဆရာဝန်နဲ့နာဂိုယာကအသက်65နှစ်အရွယ်အလုတ်ကိုင်မရှိသူတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအိုဆာကာမြို့ကအသက်60အရွယ်သွားဆရာဝန်ဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကပဲမြန်မာနိုင်ငံကိုသွားရောက်ပြီး အသက်16နှစ်အောက်မိန်းကလေးငယ်အပြာဓာတ်ပုံတွေကိုရိုက်ကူးခဲ့ပြီးတဲ့နောက်ပြန်လဲထုတ်လုပ်နေတယ်ဆိုပါတယ်။အဲ့ဒီလိုအသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုပြည်တစားအဖြစ်အသုံးချကျူးလွန်တဲ့ဂျပန်နိုင်ငံသားတွေကိုမြည်သည့်နေရာမှာပဲကျူးလွန်ခဲ့သည့်ဖြစ်စေဂျပန်ဥပဒေအရရေးယူအပြစ်ပေးနိုင်တယ်လို့လည်းဂျပန်အစိုးရကဆိုထားပါတယ်။လက်ရှိအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေရဲ့အပြာဓာတ်ပုံတွေကိုရိုက်ကူးထုတ်လုပ်မှုနဲ့ဂျပန်ရဲတွေဖမ်းဆီးထားတဲ့ဂျပန်နိုင်ငံသားနှစ်ဦးဟာမြန်မာနိုင်ငံကိုတွားရောက်ပြီး အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေရဲ့အပြာတက်ပုံတွေကိုရိုက်ကူးခဲ့တယ်လို့လာအိုနိုင်ငံကိုလည်းတွားရောက်ပြီးတော့အဲ့ဒီလိုပြစ်မှုတွေကိုကျူးလွန်မှုတွေရှိခဲ့တယ်လို့ဂျပန်သတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ